အားလုံးမင်္ဂလာပါရှင်။ယောဂိတာ channel မှာလည်းကြိုဆိုလိုက်ပါရစေ။ဒီနေ့မှာတော့ဆရာချမ်းမြေဝင်းဖတ်ကြပြန်ရေးသားထားတဲ့တားရဲ့စိတ်တဲ့စိတ်စာအုပ်ကြီးရဲ့အပိုင်းချက်တုံးကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်။လက်တွေ့ဆိုတဲ့အယူကျွန်တော်စနီးကီတီနဲ့ကျွန်တော်အိမ်ထောင်ချပါစားတော့ကောသူနဲ့ကျွန်တော်မိဖို့ချောင်းထဲမှာပကံစီးနေကြတယ်။ကီတီကပကံစီးတာအရင်မြန်တယ်ဒါပေမဲ့ င်တော်ကသူ့လုံနေတာကိုသဘောမကျဘူး။မင်းကပခန်းစင်ပေါ်မှာအဲ့လိုစွန့်ပြုံမှုမတင်နိုင်နဲ့လေ။ပခန်းတိတိလေးတွေကိုအရင်ဆေးပြီးတင်။ပြီးတော့မှပခန်းအကြီးတွေကိုအသေးပေါ်မှာအုပ်ပြီးတင်။အဲ့ဒါမှနေရဆက်မှာဘောကွာ။ဒီတင်ကကျွန်တော်ပြောတာကိုအဖက်ကောမလို့ဘူး။ကျွန်တော်စကားမဆုံးခင်မှာသူကပခန်းချေးရပြီးသားပြီ။ကျန်တဲ့အလုပ်တွေဆက်လုပ်နေပြီ။ကျွန်တော်ဇနီးကအဲ့လိုပဲ။ဇနီးတွေအများကြီးပြောနေမဲ့အစားအလုပ်ကိုပြအောင်အရင်လုပ်လိုက်တာ။ရတဲ့ကိုဦးစားပေးတာ။ ဘယ်တော့ပဲပုံလို့လဲမလဲဆိုတာကိုပြင်မနေဘူး။ဒီတိအမေကပြောပြတယ်။နင်းတို့အနောက်သိန်းသားတွေကစကားပြောရတာကိုသိတ်ချက်တာကို ပြောမယ်စဉ်းစားမယ်။ဒါနဲ့ပဲမပြီးတော့ဘူး။ငါတို့ကတော့ပြောနေမယ်အစား။ဘလို့ကိုပြီးအောင်အရင်လုပ်လိုက်တာပဲတဲ့။ကျွန်တော်အချစ်တိုင်းဘက်ကိုရောက်တော့အချစ်တိုင်းသားတွေရဲ့အယူဆတွေကိုချိန်ပြီးအံ့ဩမိတယ်။အိမ်တိုင်းမှာ ဖုန်းရွှေနေအသုံးပြုပြီးဘလို့ဆောက်တင်နေဘလို့မဆောက်တင်ဘူးဘက်ဘက်ကိုလှည့်တင်နေဘက်ဘက်တော့လှည့်ကောင်းမှုဆက်သဖြင့် စီမံထားတာတွေ့ရတယ်။အဆောက်အအုံတွေရဲ့အရှိမနှက်စင်တွေ့ရတယ်။အရှိတိုင်းသားတွေအတတော်အယုံအချီပြင်းထန်တာပဲပေါ့။ဆိုပြီးကျွန်တော်တွေ့မိတယ်တရားကြတော့အတွေ့အသည့်တစ်ခုကျွန်တော်ကောင်းတဲ့ဝင်လာပါလေရော။ကျွန်တော်ထင်ထားတာမဟုတ်ဘူးပဲ။အရှိတိုင်းသားတွေကကျွန်တော်တို့ထပ်ပေါ်ပြီးအယုံကြီးတာမဟုတ်ဘူး။ကျွန်တော်တို့ယုံကြည်တာကတသက်တစ်ခုဖြစ်နေတာ။ကျွန်တော်တို့ကလက်တွေ့ကြတာယုံကြည်တဲ့နာကိုယုံတာ။အမှန်ဆိုယုံကြည်ရှိမှကျွန်တော်တို့ကယုံချင်တာ။ ါကိုပဲကြည့်ကြည့်ယုတ်တိတန်သလားတန်စုံမှန်နေလုံးလားပဲသက်တဲ့အထောက်ထားတွေကိုမကြည့်တော့ဘူးဒါလည်းအယူဒီနည်းတမျိုးပဲမဟုတ်လားရှေခေဟိုးရှေခေရွာတွေမှာလူတွေကိုနေကောင်းအောင်ကုသပေးနိုင်တဲ့သူဟာဆေးဆရာပဲအဲ့ဒီဆေးဆရာစိတ်ပညာတက်သလားမတက်ဘူးလားသင်သားသလားအေးမကြည့်ဘူးဒါမျိုးဆိုရင်ကျွန်တော်တို့အနောက်သင်းသားတွေကနှာခေါင်းရှုံချင်တယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့စီမံကြပြောင်းမယ် စိတ်ပညာသူထားတင်ထားသူပါပါနဲ့ဆေးစရာဖြစ်တယ်။ဆေးစရာလည်းမရထားသလားဆိုရင်ဆေးစရာပဲ။ကုသသူကိုလည်းတော့ကောင်းတော့သလားမကောင်းဘူးလားအေးမချူသူဟာဆေးစရာလည်းမရထားလားဆေးကုခွင့်ခွင့်ပြုချက်ရထားတာကိုဒါပဲကြည်လား။ကျေကျန်လည်းမရထားတဲ့အတွက်စိတ်ကုတ်တက်နိုင်တယ်ဆိုတော့အေးပြတဲ့နဲ့အတွေ့အကြုံကိုပဲလက်ခံပြီးစိတ်နဲ့ယုံလိုက်တာဒါအယူတည်တာပဲမဟုတ်ဘူးလား ရုပ်ပြတယ်လားလက်တွေ့ကြသလားဒါကိုအရင်စဉ်းစားပြီးရလက်ကိုနောက်မှတွေးတယ်။သိပ္ပံပညာရှင်တွေရှေ့နေတွင်စည်ရင်းကိန်တွေအင်ဂျင်နီယာတွေကိုရွေးတော်နဲ့အတူတူပဲလက်ကျင့်ထားတဲ့သူသင်တန်းတက်ထားတဲ့သူတွေကပို့တော်မယ်ပို့တက်မယ်ဆိုတဲ့ရုပ်ပြပေတာအတွေ့အကြုံကဦးစားပေးလိုက်တာပဲ။ဒီပလိုမာဘယ်နှခုရထားသလဲ၊ဘယ်ဘယ်နှခုရှိသလဲ၊ဘာကြောင့်တော်တင်သလဲ၊တက်တင်သလဲဆိုတာကိုဦးစားပေးပြလိုက်တာတကယ်တော်နေသလားတက်နေသလားဆိုတာကနောက်မှ ညညာလောကကိုပဲကြည့်ပါညညာစီးတီးတစ်ခုစားတော့မယ်စီကွက်ကိုသေးသေးစားပွင့်စင်းလေးလာထားပြီးဆိုရင်ဒါဆိုရင်ဒီကြောင့်ညအောင်မြင်ရမယ်ဒီလိုပဲစီကွက်ကိုမလေးလာပဲဒီအတိုင်းဖန်တီးပြီးအောင်မြင်သွားတဲ့ကြောင့်ညတွေမရှိဘူးလားရှိတာပေါ့ဒါပေမဲ့အဲ့အရာကိုကြာတော့ခံခံလို့အောင်မြင်သွားတာပါလေဆိုရင်ဆရာကြီးတွေကစဉ်းင်းပယ်လိုက်ကြတယ်အဲ့လိုလေကျွန်တော်တို့ရဲ့လက်တွေ့ကြခြင်းရုပ်ထွက်တန်ခြင်းဆိုတဲ့ အယူသင်းမှုနဲ့မကန့်ညီလို့ဗာချင်းလေကြောင်းလိုင်းရဲ့ပိုင်ရှင် Ratchet Branson ကိုချိန်ပါသူရဲ့လေကြောင်းလိုင်းကမ္ပဏီမှာလုပ်ငန်းဆောင်တာပုံစံအသစ်တွေစဉ်းစားတဲ့အခါဘကောမှအတိအကျတတ်မှတ်ခန့်သက်ထားတာမျိုးမရှိဘူးဒီလားအသစ်တစ်ခုကိုစွန့်ဝင်စားနေပြီဆိုရင်ဖြစ်ချင်ရာဖြစ်လှုပ်ကြည့်လိုက်တာပဲလှုပ်ကြည့်ရှိသလားပေါ်ဝကြသလားလက်တွေ့ဆန်သလားမစဉ်းစားဘူးဒီတော့စိတ်ကူးအသစ်တွေကမအောင်မြင်တာများတယ်ဒါပေမဲ့ က်ကမ္ပဏီရဲ့စိတ်ကူးအသစ်၅ခုမှာတစ်ခုကတော့အရန်ကိုအောင်မြင်သွားတဲ့တယ်။ဒါစိတ်ကူးကအောင်မြင်မလဲကြိုသိထားတာမဟုတ်ဘူးတော့ပေါ်လာသည့် idea အလုံးကိုဆက်လုပ်ချင်တာပဲ။အောင်မြင်မှဆိုရင်ကြီးတွေ့မနေဘူး။အပက်ကမ္ပဏီဒီထောင်သူ Steve Jobs မှလည်းအလားတူခံယူချက်မျိုးရှိတယ်။သူကဈေးကွက်ဥပဒေနာတွေပါတဲ့ပေါ်အယုံကြည်မှုရှိဖို့ Steve Jobs ကပြောဘူးတယ်။စံသုံးသူတွေဘာချိန်တယ်လဲဆိုတာကိုတိဖို့က စားသုံးသူတွေရဲ့အလုံးမဟုတ်ဘူးကျွန်တော်တို့အလုံးတဲ့ဒါရိုက်တာလဆွဲသင်္ကန်းနီးပြူဟာဒါရိုက်တာကောင်းတရားဖြစ်ဖို့အတွက်ဘယ်လိုလုပ်သင့်လဲဆိုတော့အကြံပေးချက်တွေထဲမှာကျွန်တော်သဘောအကျဆုံးတစ်ခုကကန်နီတဲကလစ်ရဲ့အကြံပေးချက်ပဲကန်နီတဲကလစ်ကသင်္ကန်းဒါရိုက်တာတော့မဟုတ်ဘူးလီဗာပူးဘောလုံးအသင်းရဲ့ကနိုဝင်ဘောလုံးတမန်တအုံး FA ပလာရင်ဥရောပစူပါပလာရင်နိုင်ခုနိုင်ခုတယ် charity day ပလာကို၅ခါရခုတယ် England League ဒီနေ့ခေ Premier League နဲ့အလားတူ၆ခါနိုင်ခုတယ်နောက်ပိုင်းကျတော့ဘောလုံးသမားဘဝကအနားယူတော့ဒီပြအဖြစ်တာဝန်ဆက်ယူဖို့သူစဉ်းစားတယ်ဒီပြလောက်တော့မယ်ဆိုရင်ဘောလုံးဆက်ကန်လို့မရမဖြစ်ဘူးလို့သူကထင်ထားတာဒါပေမဲ့ Liverpool Club အသင်းကသူ့ကိုလက်မလွတ်ချင်မှုဖြစ်နေတယ် သူကစားနိုင်တဲ့တည်းဆက်ခေါ်ထားခြင်းနဲ့ဒီတော့သူကဘလုံးသမားမန်နေဂျာဆိုပြီးရတုနှစ်ခုနဲ့ဆက်ခံထားဖို့ကမ်းလှမ်းနေတယ်။တနေ့ပဲ Deglish အတင်းမှာဆက်ကန်နေကန်နေရင်းနဲ့ပဲအတင်းရဲ့ညီရအဖြစ်နဲ့တာဝန်ယူတယ်။ကစားသမားတွေကိုအုပ်ချုပ်တယ်။အတင်းပိုကန်းလာအောင်စီမံခန့်ခွဲတယ်။တရားကြတော့သူကဆန်နေစင်းတွေကအင်တာဗျူးတယ်။ကစားသမားဘဝကနေညီရဘဝကိုပြောလာတော့ဘယ်လိုနေကြလဲပြတဲ့။ Fish great uh that bridge ကပြင်ပြတဲ့အင်းကျွန်တော်ဝန်ကန်ဆံမလို့တော့ဘူးကျွန်တော်မပါလဲနိုင်လေးဆိုတဲ့အချိန်ဟာအတင်းသားတွေရဲ့အတင်းဖြစ်တဲ့အချိန်ပဲတဲ့ဘယ်လောက်ရှင်းတယ်လဲကျောင်းသားပြဟာဒါရိုက်တာတယောက်အတွက်ဘယ်လောက်များသုံးဝင်လိုက်တဲ့စကားတစ်ခွန်းလဲခမရဟာပြဟာဒါရိုက်တာတယောက်ဆိုပါစို့ဒါရိုက်တာဖြစ်လာပြီးဆိုကြဲကိုကခမရနေရာတိုင်းမှာဖြစ်ချင်လို့ဖြစ်လာတာကန်နီဒယ်ဘရစ်လိုပဲပေါ့ နာဒီဇိုင်းအသွင်အပြင်အယောင်အနေအထားဤကုမှုပုံစံအညာတာရီကိုခမည်းကျွန်မီတာကျညာစာသားကိုလည်းလက်တော့ပဲပုံဆွဲဆောင်မှုပြင်းအောင်ရေးရမလဲခမည်းကြည့်ပြီးသားဒါပေမဲ့ဒီဟာဒါရီတာတယောက်ရဲ့အလုပ်ကဒါရီလောက်ကိုမဟုတ်ဘူးဘလုံးကြီးရလို့ပဲခမည်းရဲ့အလုပ်ကပွင့်တဲ့ဝန်ကံဖို့မဟုတ်ဘူးကိုသိင်းဖို့မဟုတ်ဘူးခမည်းမပါပဲကိုသိင်းနိုင်မဲ့အနိုင်ကနိုင်မဲ့အသိင်းကိုဖန်တီးပေးဖို့ပြောထောင်ပေးဖို့ စိတ်ထဲမှာတော့ဖြစ်မှာပေါ့ငါကိုယ်တိုင်သာမလုပ်လို့ရရင်ဘလောက်အောင်မြင်သွားမယ်ဘလောက်ပိုကောင်းပိုကောင်းသွားမယ်ဆိုပြီးတို့တော့ဒါခင်ဗျားအလုပ်မဟုတ်တော့ဘူးပညာဆောင်မရေးရမဲ့သူဒီဇိုင်းဆွဲရမဲ့သူရဲ့အလုပ်ခင်ဗျားကိုယ်တိုင်လုပ်တတ်တာကိုယူတိုင်းသိပါတယ်တကယ်မေခွန်းကသူများတွေလုပ်တတ်လာအောင်ခင်ဗျားဖန်တီးပေးနိုင်သလားဆိုတဲ့မေခွန်းဖန်တီးမပေးနိုင်ဘူးဆိုရင်ကောင်းဆောင်ရရအတွက်ခင်ဗျားအဆင်ပြေမဖြစ်သေးဘူး ဘလုံးစကားနဲ့ပြောရရင်ဒီပြအစစ်မဖြစ်သေးဘူး။ကိုသွင်းတဲ့သူ၊ကိုဖမ်းတဲ့သူဒါမှမဟုတ်နောက်တန်းအလဲလဲကစားသမားတယောက်စိတ်မရှိသေးတယ်။ကန်နီတဲ့ glitch ကိုပဲကြည့်ပါ။ဝင်ထဲမှာကန်နေတဲ့ကစားသမားတွေထက်သူက ပိုတော်တယ်၊ကိုကန်နဲ့တယ်။ဒီလိုပဲ view hydrator တယောက်ဖြစ်လာတဲ့အခါသူများရဲ့အဖွဲထဲကလူတွေထက်သူများကပိုတက်မှာပဲ။ပိုတော်မှာပဲ။အခွဲထဲကလူတွေဖန်တီးလာတဲ့ ကျညာမူကျန်းနှစ်ကိုကြည့်ရင်ခမားစိတ်ထဲတွေးမိပါပဲ။ငါလောက်ပေးလိုက်ရင်ပူကောင်းသွားမှာပေါ့။ဒါဆိုပဲလို့ဆက်လုပ်ရမလဲ။မကောင်းတဲ့ကြောင်ညာကြီးကိုလွတ်လပ်လိုက်လို့လည်းမဖြစ်ဘူး။ဒီနေရာမှာကနေဒါဂလိရှ်ကကျွန်တော်တို့ကပူကန်ကောင်းတဲ့အချက်တစ်ခုရှိတယ်။သူ့ဘလုံးပွဲကိုလာကြည့်နေတဲ့၆တောင်းကျော်ရှိတယ်။ကျွန်တော်ရဲ့ကြောင်ညာအေဂျင်စီထဲကနောက်ချောင်းကြည့်နေတဲ့သူဘယ်သူမှမရှိဘူး။ဒီတော့ခင်ဗျားအနေနဲ့ ဘလောက်တန်းတန်းဖြစ်ဘူဟာဒရီတာဖြစ်ကျင်တယ်လဲဆိုတာပေါ်မူတည်သွားပြီတခါတလေကြံ့ရင်ကိုကဘလိုပဲကူညီပေးလိုက်သူဖြစ်စဉ်နောက်ဆုံးမှာကို့အဖွဲ့ကလူမျိုးကိုပဲနာမည်တက်ခွင့်ပေးလိုက်ရတာမျိုးပဲဖြစ်လာဖြစ်လာနိုင်တယ်ဘလိုလဲဆိုတော့စညာကောင်းလေးကိုဖန်တီးနိုင်တဲ့သူဆိုတော့ပုံပုံနဲ့ခင်ဗျားမကျေနပ်နိုင်တော့ဘူးလေစညာကောင်းလေးဖန်တီးနိုင်တဲ့သူကိုအုပ်ချုပ်နေတဲ့သူဖြစ်ချင်တာပြီလေဘယ်တော့ပဲလွဲပါမလဲကို့လက်ရာကိုသူများကနာမည်ဝင်ယူသွားတာကို ကိုဒီဇိုင်းကိုစက်သားတွေကိုကိုအဖွဲ့သားတွေကနမည်ခံလိုက်တာဒါအရေးမကြီးဘူးအရေးကြီးတာကကျွန်냐ပြုဟာဒါရိုက်တာဆိုတဲ့နေရာမှာငန်းနာမည်ပါငန်းနာမည်ပါတော့ဖို့ပဲဒါဆိုလုံးလောက်ပြီငန်းလိုချင်တဲ့နေရာကိုရပြီတန်နီတဲဂလစ်ရောဒီလိုစိတ်ထားမျိုးရှိဒီလိုမျိုးစိတ်ထားပြီးအသင်းမန်နေဂျာအဖြစ်အောင်မြင်သွားသလားဒီပါကူးမန်နေဂျာဖြစ်ပြီးတဲ့နောက်မှာ FA Plan ၎င်းထည့်ရတယ်။ charity time ပါလေးခါထည့်ရတယ်။ England League ကို၃ခေါက်ထည့်နိုင်တယ်။သူစကားကိုမမေ့ပါနဲ့။ Foreign Wings ပါစရာမလိုတော့တဲ့အခါသူတို့တွေအစဉ်တက်ပြစ်ပြီးဆိုတာသိချသွားပြီ။ရမလုံးမဖြစ်မယ်နဲ့ပြမလုံးမရမယ်။ကျွန်မရဲ့ခိုင်ချက်တစ်ခုကဘာကိုပဲကြည့်ကြည့်ဒီကစစ်နေအဖြစ်မြင်ကြည့်ဖို့ဒီကတန်းတွေကို တန်းချင်းတက်မနေမဲ့အပေါ်ဆုံးကိုခုန်တက်ဖို့ဘလို့မှမဖြစ်နိုင်ဘူး။ထိတ်ဆုံးရောက်ချင်းစောင်းနဲ့မရမကခုန်လာတဲ့နေနောက်ဆုံးမှစိတ်ကကြပြီးရှုံးပြလိုက်မှာပဲ။တန်းချင်းနင်းတက်မှာသာထိတ်ဆုံးကိုရောက်နိုင်မယ်။ PPM တောညာအေဂျင်စီမှာကျွန်တော်အလုပ်ဝင်တော့ကျွန်တော်ဆောင်းပါးရေးသူအဖြစ်တာဝန်ယူရတယ်။ကျွန်တော်ရည်မှန်ချက်ကကျွန်တော်ဒီဟာဒါရိုက်တာဖြစ်ဖို့ဒီဟာဒါရိုက်တာဆိုတဲ့နေကတဲ့နေခန်းစင်ရဲ့အောက်တန်းကလက်ထောက်ဒီဟာဒါရိုက်တာ အဲ့ဒီအောက်ဒရန်ကအုပ်စုကောင်းဆောင်အဲ့ဒီအောက်မှာ ဆောင်းမရင်းသူကျွန်တော်ရထူဒီတော့ကျွန်တော်ရထူကနေနောက်တလန်တက်မယ်ဆိုရင်အုပ်စုကောင်းဆောင်ဖြစ်မယ်ဒါပေမဲ့ you are director ဂျုံဝိစတာကဂျုံဝိစတာကဒီလိုမမြင်ဘူးတစ်ထိတ်ချင်းတစ်ဆင့်ချင်းဖွဲ့စည်းထားတဲ့ဖွဲ့စည်းမှုမျိုးကိုသူကမချက်ဘူးရှင်းစင်တယ်လို့ထင်တယ်သူ့အတွက်ကအထက်မှသူတယောက်တည်း အမှရှိသမျှလိုအားလုံးညှပ်ပြတဲ့သူဒီလိုသူ့အတွက်အဆင်အဆင်ပြေပြီမဲ့ကျွန်တော်အတွက်တော့အဲ့ဒီဖွဲ့စည်းပုံကအဆင်မပြေဘူးကျွန်တော်ကအုပ်စုကောင်းဆောင်ဖြစ်ချင်တာကိုကျွန်တော်အမှဝန်ထမ်းအနေနဲ့ထားပြီးဥဆောင်ကြည့်ချင်တာဒါမှပဲနောက်တစ်ဆင့်ကိုတက်လို့ရမှာဘုဒ္ဓကျွန်နဲ့အဲ့ဒီလိုညင်းခုန်နေရင်ဘာမှထူမှာမဟုတ်ဘူးကျွန်တော်ကသူ့စိတ်ကိုပြောင်းဖို့မလဲဘူးဒါတော့သူ့ဘာသာသူအမြင်ပြောင်းလာအောင်လုပ်ဖို့ပဲကျွန်တော်ဆုံးပြလိုက်တယ် င်ကအလုပ်တွေအများကြီးတိမ့်တုံနေလို့တဲ့သူများထက်အဆပေါင်းများစွာပိုလို့တဲ့လက်ထဲမှာအလုပ်တွေပုံလာတဲ့အခါ marketing ကြောင့် marketing ကြောင့်သားတွေကိုအချိန်ပိုင်းအလုပ်ဆင်ခင်ပြီးနောက်အောင်မှခေါ်ထားတယ်ဒီလိုနဲ့အုပ်စုတည်တည်အုပ်စုအသေးလေးစဖြစ်လာတယ်အလုပ်တွေကအလုပ်တွေကလည်းမပြတ်လုပ်နေတယ်တကယ်ကြတော့ကျွန်တော်မနိုင်မနေအလုပ်များနေတာကိုကျွန်တွေ့သွားတယ်အေးမင်းတယောက်တည်းအဲ့လိုစူးပြုံးလုပ်နေလို့ဖြစ်မလဲမင်းအောင်မှဝန်ထမ်းနေနဲ့ခက်လိုက်လေ ဲ့သူကစပြီးပြောလာတယ်ဒီလိုနဲ့မြေတန်းဝန်ထမ်း၃လောက်ထပ်ခန့်လိုက်တဲ့အခါ ကျွန်တော်ကအလိုလိုနေရင်အုပ်စုကောင်ဆောင်ဖြစ်သွားတယ်ဒီဝန်ချက်ပြေးသွားတယ်လူတော်တော်များများကရမ်းမလုံးမဖြစ်မယ်ဆိုတဲ့အအယူကိုလက်ဆွဲထားလိုက်ကြတယ်ဒီရထူးကိုရတော့မှအဲ့ဒီရထူးနဲ့ဆင်းတဲ့အလုပ်ကိုလုပ်မယ်အဲ့လိုနဲ့ကောင်ဆောင်ဖြစ်လာမယ်ပေါ့ဒီတော့ရထူးမရမချင်းဖိဆောင်နေကြတယ်တက်တက်လုံးစောင့်နေရင်ရမသွားသူတွေလည်းရှိတယ် ကျွန်တော်မှအဲ့လိုညနေဖို့စနေဖို့အချိန်မရှိဘူး။ဒီတော့ဖြစ်မှလုံးမရမယ်ဆိုတော့ပန်းစင်ကိုရွေးလိုက်တယ်။သူများခိန်းတာတော့စောင့်မနေဘူး။ကိုကုတ်ကိုခေါင်းဆောင်ဖြစ်ပြီးတော့တက်မှတ်လိုက်တယ်။ခေါင်းဆောင်ပြီးသားအောင်အလုပ်တွေတာဝန်တွေကိုစူးစမ်းပြီးလုပ်ဆောင်လိုက်တယ်။ပြီးတဲ့အခါအချိန်တစ်ခုကြာတဲ့အခါခေါင်းဆောင်နေရာကိုရသွားလိုက်မယ်။ကျွန်တော်အဖို့တာဝန်ကအတိကရာထူးကနားမဒီလိုခိုင်ချက်တူတဲ့သူတွေကိုတွေ့တဲ့အခါသူတို့ကိုကျွန်တော်နေရာပေးတယ် ရထူးထိုးပေးတယ်။ရထူးတဲ့တာဝန်ကိုကိုတန်းကိုတန်းဖို့ထားသူတွေခိုင်းနာကိုစောင့်နေမယ်။ကိုပိုင်ဆုံးဖြတ်ခြင်းနဲ့ဥဆောင်တဲ့သူတွေအတွက်ကျွန်တော်တကအမြဲဖွင့်ပေးထားပါရယ်။ဥပမာလမ်းခင်းနဲ့အလုံးလုံးနေသူမဟုတ်ရှိတဲ့ဆိုပါစို့ခြေလုံးလုံးနဲ့ပေါင်းတူကင်အလုံးလုံးနေသူရဲ့ဒီကနေလက်ပိုက်ချနေသူရဲ့အဲ့ဒီနှစ်ယောက်မှာဘယ်သူ့ကိုရထူးထိုးပေးမလဲ။ရှင်ရှင်ဝဲဝဲစဉ်းစားနေကြမှာပါဘို့။ဘယ်အလုံးမစုံအဲ့ဒီသဘောတရားတိုင်းပါပဲ။ ကျွန်တော်လောကရဲ့လက်ထောက်ဝန်ထမ်းတွေအများစုကိုကြည့်လိုက်ရင်အများတို့လိုမှောင်ကုတ်ကုတ်နဲ့ယူဆနေကြတာများတယ်။အလောက်ကိုချစ်တဲ့ပုံစံအလောက်မှာပြောတဲ့ပုံစံမပြရဘူး။ကျွန်တော်သူ့ကိုမေးဘူးတယ်။အများတို့ဒီလောက်တောင်စဉ်းညစ်နေဘာလို့ဆက်လုပ်နေကြလဲပေါ့။တစ်ချိန်ကျရင် TV ကျွန်တော်လောကထဲရောက်ပြီး producer တွေဖြစ်လာမလားစောင့်နေတာဟဲ့ပြန်ဖြေကြတယ်။ညမလုံးမှဖြစ်မယ်ဆိုတဲ့အတွေ့အကြုံတွေ producer မဖြစ်မချင်းအလုပ်ကိုစိတ်ဝင်တစားမလုပ်နိုင်ဘူးဆိုတဲ့သဘောပဲမဟုတ်ဘူးလားစဉ်းစားကြည့်ပါဟာဒီလိုကြည့်ရတာအမြဲပူနေတာပဲအလုပ်မှလည်းစိတ်မပါဘူးဒါပေမဲ့သူက producer အရင်ကြည့်ချင်နေတာသူ့အရာထူးထူးပဲလဲကလားလို့ဘယ်တရေကတွေ့မလဲကျွန်တော်အရင် agency မှာတော့ကဒိုင်ယန်ဆိုတဲ့အတွင်းရင်းမှုအမျိုးသမီးတစ်ယောက်ရှိတယ်သူကတိတ်တော်တဲ့အတွင်းမှာ producer တွေ video ရုပ်ရှင်ထုတ်လုပ်ရေး company တွေနဲ့ချိတ်ဆက်လုပ်လို့ရတော့မယ်ဆိုရင်သူ့ကိုတိတ်အားကိုးရတယ်အပြစ်ပြောချက်မရှိအောင်အလုပ်ကြိုးစားတယ်ပြီးတော့ကျွန်တော်တို့ Diane ကို producer အဖြစ်ရထူထူပေးလိုက်တယ် producer ဖြစ်လာတဲ့အခါမှာလဲကြိုးစားမှုရော့မသွားဘူးအရင်တိုင်းတော်တော်မယ်ကြိုးစားတော့မယ်ပေးလိုက်တဲ့အလုပ်တစ်ခုဘလောက်ပဲတည်တည်ကြီးကြီးသူတည်ချာလုပ်တယ်နောက်ပိုင်းမှာ agency ဂျီမီကျန်ကဌာနရဲ့ခေါင်းဆောင်ဖြစ်လာတယ် တို့အောက်မှာအလုပ်လုပ်တဲ့ producer 6ယောက်ရှိလာတယ်။နောက်ဆုံးမှာ agency ရဲ့အမှုဆောင် director ဖွဲ့ဝင်တို့ဖြစ်လာတယ်။တန်ရန်ကရမလုံးမဖြစ်မယ်ဆိုတဲ့သူမဟုတ်ဘူး။ဖြစ်မလုံးမရမယ်ဆိုတဲ့သူ။စာဖတ်သူတွေကလည်းစာဖတ်သူတွေလည်းကိုယ်ဘယ်လိုလုပ်လဲဆိုတာစမ်းသပ်ကြည့်ပါ။ဒါရင်မကဘူး။ကိုယ်တလုံးငန်းရှင်ဆိုရင်ကိုယ့်အတွက်လုပ်ပေးမဲ့သူကိုရှာတဲ့အခါဘယ်လိုလိုမျိုးကိုလိုချင်တယ်လဲ။ကိုချင်းစာလေးစဉ်းစားကြည့်ပါ။ တဘဝမကြတော့သူဒိုင်အလန်မအာတာဆိုတဲ့အမျိုးသမီးရဲ့ရေဒီယိုအင်တာဗျူးတစ်ခုကိုကျွန်တော်နားထောင်လိုက်ရတယ်။အလန်မအာတာကတယောက်တည်းမရမနာပဲကမ္ဘာတစ်ပတ်ယူလင်ပီရဲ့သူတွေထဲမှာအသက်အငယ်ဆုံးသူအင်တာဗျူးတဲ့သူကအလန်ကိုမေးတယ်။သူလေးစားအားကြားရတဲ့သူတွေကဘသူတွေလဲတဲ့ကျွန်မအဖွာပါတဲ့အလန်ကပြန်ဖြေတယ်။ကျွန်မအဖွာကအရင်ကတက်ကတော့တက်ချင်ခင်တာ အဲ့လိုတက်ခွင့်ရဖို့အတွက်လည်းအဖေရခဲ့တယ်။ပညာသင်စုရတာလေ။ဒါပေမဲ့အဖရဲ့အဖေကအဖကိုကြောင်းဆက်တဲ့ပုံမပြဘူး။သူတို့မိသားစုကဆင်းရဲတယ်။ဒါကြောင့်အိမ်အတွက်ဝင်ဝင်ရှာဖို့တာဝန်ယူရမယ်တဲ့။ဒါနဲ့ကျမအဖလည်းကြောင်းမတက်ပဲအလုပ်လုပ်ပဲ။ရလာတဲ့ဝင်ငွေနဲ့သူ့သားသမီးတွေကိုရအောင်ကြောင်းထားတယ်။အဖကအရန်ကိုပညာသင်ချင်တာ။ကျမငယ်ငယ်တုန်းကကြောင်းတက်တော့အဖကကြောင်းထိလိုက်လာတယ်။ကျောင်းရဲ့ကန်တီးမှာကျမတို့နဲ့အတူတူဖိတ်လိုက်ချင်တယ်။ ဘာတွေတင်ခဲ့ရတယ်အမြင်မိတယ်။ပြန်ပြောခိုင်းတယ်။အလုံးကပြင်ဆင်ယူလိုက်တဲ့အချိန်မှာအကွားရဲ့အသက်ကတော်တော်ကိုကြီးနေပြီ။ဒါပေမဲ့သူလုံးဝစိတ်မလျှော့ဘူး။အလုံးမရှိတော့တာနဲ့ချက်ချင်းမှတက်ကလေးတို့ကမှကြောက်အံ့လိုက်တယ်။ဘွဲကိုမြန်ရအောင်လုပ်တယ်။ဒီမှ၃လလောက်အကြာမှဆုံးသွားတယ်။အဲလန်ရဲ့ဇေလုံးလကြည့်မှုဘယ်ကအမှုရတယ်ဆိုတာဒီမှာရင်သဘောပေါက်လာပါပြီ။အဲလန်ကလည်းသူ့အကွားကြီးကိုဆုံးဖြတ်ချက်ပြသတဲ့စိတ်မလျှော့တဲ့သူ လူစင်းမြောက်လောက်ဝိုင်းကူမှအစဉ်ပြေးတဲ့ရွက်လေကိုသူပြောက်တဲ့ရွက်လေနဲ့ပေပေါ်မှာ81ရဲ့ကြားတယ်။အဝင်းကြီးကိုချိန်လိုက်ရင်ကမ်းမမြင်လမ်းမမြင်ပြေးလိုက်ပြန်ကြည့်။အိုင်တလုံးအိုင်တလုံးတလုံးကအန်ခေါမိုးလောက်ထိမြင်တယ်။ပေပေါ်မှာခဏလောက်အိတ်လိုက်ပြန်တော့လာလိုက်ဆက်ပြီးရွက်လွင့်လိုက်လုံးဝမနာရဘူး။သူ့အတွက်တော့ဒါရီကမခက်သလုံး။အင်တာဗျူးကထပ်မိအင်တာဗျူးသူကထပ်မိတယ်အလန်ရဲ့ပြမအောင်ဆုံးရွက်လွင့်ရွက ရွက်လီကိုဘသူဝယ်ပေးတယ်တဲ့ပြမအိုးဆောင်ရပါလင်းလေးကသူကိုယ်တိုင်ပတ်ဆိုင်စုပြီးဝယ်ထားတာပါတဲ့အဲ့လံပြန်ပြေတယ်နိုင်ငံတော်ကကျမတို့မောင်ကိုရဲ့တော့မမရရမရဘူးနဲ့ပြီးတော့တို့ချင်းတာရှိရင်ဘုရားတာကိုရအောင်ဖန်တီးယူဒါမှမဟုတ်ပတ်ဆိုင်စုဒီနယ်လမ်းပဲရှိတယ်ကျမကတော့အကြောင်းမှနေ့လယ်စာစားဖို့ပြေးလိုက်တဲ့ပတ်ဆိုင်ကိုတက်နေတော့ချွေတာစားပြီးစုခဲ့တာနေ့တိုင်းကြောက်ရွံ့ရင်အသာဟင်းမစားဘူးအလူရဲ့ ဲ့သီးပြုတ်ရင်ပဲ့ဟင်းဒါပဲစားတယ်ပဲ့သီးက၄ပြားအလူဟင်းက၄ပြားပဲ့ဟင်းကအလကားကျွေးတာလေအလူနဲ့ပဲ့ပြုတ်ကိုပဲ့ဟင်းနဲ့ထည့်မှလိုက်တော့ဟင်းရဲ့ဖြစ်ကောင်းကောင်းစားလို့ရသွားတယ်တခြားကျောင်းသားတွေကတော့ဒီတယောက်ရွေးများနေသလားဆိုတဲ့အကြည့်နဲ့ကြည့်ကြတာပေါ့သူတို့ကပြောပြကျွန်မကလေးမဆိုင်ဘူးနေလကြမဘိုးထဲကပိုလာတဲ့ပတ်စံအကျွေးစေးတွေကိုအိမ်ရောက်တာနဲ့အထက်လိုက်လေးတွေထက်တယ်။အပြားပြားတရာ နှစ်ပေါင်မိမိဆိုတာနဲ့စိုးတဲ့ကိုထဲတယ်။ဒီနေရာမှာကတ်ထားတဲ့ဇီယာကွက်တရားပါတဲ့ဇာရွက်မှာ တကွက်ချိလိုက်တယ်။အကွက်တရားပြေးသွားပြီဆိုရင်အိမ်သားမှာရှိတဲ့ရက်ကွက်ပဲမှသွားထဲတယ်။ပြမအိုးဆောင်ရပါလေကဘလောက်ပေးရတယ်လဲတဲ့အင်တာဗျူးသူကမေးတယ်။935ပေါင်ကြားတယ်တဲ့အလန်ကပြန်ဖြေတယ်။အိမ်မှာနေရတဲ့အချိန်ကရောမလို့လဲ။အင်တာဗျူးသူကဆက်မေးတယ်။အိမ်မှာနေရတာပြောပါတယ်တဲ့ အလင်းကပြင်ပြီးတယ်။ဒါပေမဲ့တာမန်မီတားစုလည်းတော့မဟုတ်ဘူးတဲ့။ဘလို့တာမန်မီတားစုမဟုတ်တာလည်းမေးတော့อืมကျမအိတ်ခန်းကတည်တည်လေးအခန်းထဲမှာဖွေရထားဖို့နေရာတော့မရှိဘူး။ကျမရဲ့တခြားပစ္စည်းတွေကလည်းများလာဖို့ကိုရင်လောက်ထားတဲ့ဆော့စရာတွေပစ္စည်းတွေဆိုပါတော့။ဒါနဲ့တည့်ရက်မှာကျမမိဘတွေပြင်သွားနေတော့ဖွေရကိုယူပြီးကျမအိမ်အပြင်မှာသွားအားထားလိုက်တယ်။အခန်းထဲနေရာရှင်းတော့အောင်လို့ပါ။ မိဘတွေကိုပြောနေရင်သူတို့ကသဘောတူမှာမဟုတ်ဘူးလေ။ဖွဲ့ရမှရှိမယ်လို့အဲ့မယ်ပြောမှာပေါ့။ဒါကြောင့်သူတို့မရှိတော့လို့လိုက်တာ။ဖွဲ့ရမှရှိတော့အခန်းကအရင်ကျေပါတယ်။တရားအိတ်ဖြာသေးသေးလေးနဲ့အဆင်ပြေတယ်။အခန်းထဲမှာတခြားလုပ်ဆရာရှိတဲ့ project တွေလုပ်လို့ရသွားတယ်တဲ့။အလန်ရဲ့ဒီဇိုင်းမမဆက်တဲ့ပြီးတဲ့မူဟာငယ်စဉ်ကလေးက music ကြည့်လာတာ။ကြည့်လာတော့လည်းရော့မသွားဘူး။ပင်လယ်ထဲမှာတယောက်တည်းရပ်ပေါင်းများစွာခင်းနေရတာ။ထောက်ထားတဲ့တတိယဆောင်ရှိတဲ့ ရက်ရက်တိုင်ပေါ်ကလုံးဝမကြမလန့်တွေ့တက်ရတာညအမောင်ထဲမှာတနာရီမိုင်၄၀နာရီခေါင်းထိုးသွားနေတဲ့ရက်လေးပေါ်မှာတစ်ချက်လေးတောင်တွန်းဆုပ်တွေ့ဝင်မနေခဲ့တာအေးခဲနေတဲ့လေပြင်းနဲ့ရမ်းခံနေတဲ့လက်လုံးလေးချာမှာဒီတစ်ခုလုံးကိုပြင်းစရာရှိတာပြင်းတဲ့ကြာရှိတာတဲ့ဒီဒီငင်ငင်ဖိတ်သိမ်းရတာအလန်းရဲ့ဘဝတခြားကိုကြည့်လိုက်ရင်သူလောက်ခဲ့တဲ့မြအရာတွေအားလုံးဟာတာမန်လူတွေရဲ့အမြင်မှာသဘောဝမကျဘူး လက်တွေ့မဆန်ဘူးမုံဖိုးတဲကနေပေါင်း900ပြည့်အောင်ဆုထားဆုတာမိရကိုအိမ်ပြင်ထုတ်ပြတာပြည့်လင်းတဲ့ကဘာကိုတယောက်ထဲကဘာပက်လာဒါရီဟာလက်တွေ့ကြတဲ့အရာတွေတော့မဟုတ်ဘူးလုံးတင်နေလို့သတ်မှတ်ထားတာတွေမဟုတ်ဘူးဒါပေမဲ့သူများတွေသတ်မှတ်ထားတွေကိုအလန်ကကောင်းတဲ့ထည့်မထားဘူးပြဿနာကိုတွေ့တဲ့ရင်ဆိုင်နဲ့ရှေ့ကိုဘယ်လိုဆက်သွားရမလဲအဖြေရှာတယ်အဖြေတွေ့ပြီဆိုတာနဲ့လောက်ချန်ရှိတာကိုလောက်တယ် သူများတွေပါပြောပြောသူ့အတွက်အရေးမကြီးဘူးသူများတွေခံမှန်းတွက်ချက်ပြီးတဲ့အဖြစ်ကိုစိတ်ဝင်စားဘူးသူကိုယ်ပိုင်ဆုံးဖြတ်ချက်တည်တာအဓိကဖြစ်တယ်ကျွန်တော်တို့တွေအဲ့လိုလုပ်နိုင်ပြီလားကိုယ်ဆုံးဖြတ်ချက်နဲ့ကိုယ်ခီးဆက်ရဲပြီလားသူများပြောတာတွေကိုပဲလက်လုံးနေဆဲမယ်လားသဘောဝါကြတယ်ဆိုတာကိုယ်ပိုင်လက်ကင်ထားနေရင်အဲ့လန့်လိုပဲဖြစ်လာမှာမဟုတ်ဘူးသူသူလုပ်တယ်လို့လုပ်နိုင်မှာမဟုတ်ဘူးသဘောဝါကြတယ်ဆိုရင်စားရနာမှာ သူတကာနဲ့သူတကာနဲ့အမြင်နဲ့ဝန်ဆန့်ခြင်းနဲ့ဆန္ဒနဲ့တွေ့ပါနေတယ်။ဒါကြောင့်သူများပြောစကားကိုဆန့်ကျင်ပြီးလုပ်ဖို့ခရင်လာခရင်လာတယ်။ပြန်ပြီးမေခွန်းမထုတ်ဖြစ်တော့ဘူး။ဒါကြောင့်ဘာမှလည်းဒီရေရမလို့ဖြစ်တော့ဘူး။ Okay ပါရှင်။နောက်ဆုံးဖြည့်နားဆင်နေကြတဲ့ဒီလိုကြောက်ချင်းစီကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။ နောက်နေ့ပိုင်းဆက်တင်မှာဆက်တွေ့ကြပါမယ်ရှင်